လာမယ့်ချဲစီးနှစ်ပွဲကလဘာဘူးအသင်းရဲ့အနာဂတ်နဲ့နီးပြားဆလောက်ရင်ဆိုင်ရမယ့်အမှန်တရားလားဒီရသည်ပြိုင်ပွဲဆောင်ခုနှစ်ပွဲဆက်အနိုင်ရရှိမှုနဲ့အသင်းတိုင်းကိုအပြတ်အသတ်ချင်းချောက်နိုင်ခဲ့တဲ့လဘာဘူးအသင်းဒါပေမဲ့အခုတော့နှစ်ပွဲဆက်ရှုံးနေမှုကနီးပြားအာနီဆလောက်အတွက်အမှန်တရားနဲ့ရင်ဆိုင်ရမယ့်အချိန်ကိုရောက်လာပြီလို့ပြောရမှာဖြစ်ပြီးတော့သူ့ရဲ့ပထမဆုံးစိန်ခေါ်မှုအကြီးစားနဲ့ရင်ဆိုင်နေရပါပြီလို့ပြောလို့ရပါတယ်ခရစ်စတယ်ဘဲလီအသင်းကိုရှုံးနေပြီးတော့ပရီးမီးယားလိဂ်နိုင်ပွဲဆန်ချိန်ပြတ်ခဲ့တာကနေစပြီးတော့ချန်ပီယံလိဂ်မှာ ဂလာဒါဆာရဲ့အသင်းကိုရှုံးတဲ့အထိပြားတွေတိုးလာခဲ့ပါတယ်။လဘဝသင်းဟာပရီးမီးယားလိရဲ့ဇယားထိပ်ဆုံးမှရှိနေသေးပေမဲ့အသင်းရဲ့အခုနောက်ပိုင်းဆွမ်းဆောင်ရည်တွေကနီးပြဆလောက်ကိုအကြီးအကျယ်စိန်ခေါ်နေပါပြီ။ပေါင်တန်း450နီးပါအသုံးပြုခဲ့တဲ့နွေရာသီအပြောင်းရွှေ့မှာလဇနာအီဆက်နဲ့ဖလော်ရီယန်ဝက်တိုလိုစူပါစတာတွေရဲ့ခြေစွမ်းပျောက်ဆုံးမှုတွေကအသင်းရဲ့ဟန်ချက်ညီမှုကိုဖျက်ဆီးနေတာလား။အစ္စတန်ဘူမှာကစားခဲ့တဲ့ဂလာလာဆာရေးကိုရှုံးနိမ်ခဲ့တဲ့ချန်ပီယံလိပွဲကလီဗာပူးအသင်းအတွက်노ထခေါင်းလုံးချက်ပေးတယ်လား နီးပြဆလော့ရဲ့နီးစနစ်ကစားသမားတွေရဲ့အခြေအနေနဲ့လဘာဝူးသိန်းရဲ့အနာဂတ်အတွက်အကူအပြောင်းကာလတစ်ခုကစတင်လာပြီလားဆိုတာကိုအသေးစိတ်ဆွေးနွေးသုံးသပ်ပေးသွားမှာပါနီးပြဆလော့ဟာရခင်နီးပြဟောင်းဂျာကင်ကလော့ရဲ့နေရာကိုဆက်ခံပြီးတော့ပထမဆုံးရာသီမှာတင်ပရီးမီးယားလိဘလားကိုအနိုင်ရရှိခဲ့ပေမဲ့ဒီရာသီမှာတော့အသင်းကိုအင်အားဖြစ်တင်ဖို့အတွက်ပေါင်တန်း450နီးပါးကိုသုံးဆွဲခဲ့ပါတယ်အဲ့ဒီမှာဖန်တီးမှုတွေယူဆောင်လာမယ်လို့မျှော်လင့်ထားတဲ့ပေါင်116တန်းတန်း Florian Witter အဓိကအယုံစိုက်ခံနေရပါတယ် သူဟာပရီးမီးယားလိဒါမှမဟုတ်ချန်ပီယံလိမှာတကောမှမသွင်းနိုင်သေးသလိုဂိုးဖန်တီးမှုလည်းတခါမှမလုပ်ရသေးပါဘူး။နမကြီးဘောလုံးသမားဟောင်းတွေကလည်းဝစ်ကိုဝေဖန်မှုတွေစတင်လာပါပြီ။အဲ့ဒီတည်းမှာအင်္ဂလန်ကစားသမားဟောင်းဝိန်းရိုနီကသူ့ရဲ့ BBC နဲ့ Pocket အစီအစဉ်မှာဝစ်ကလီဗာပူးသင်းရဲ့ဟန်ချက်ညီမှုနဲ့ကစားဟန်ကိုပျက်စီးစေတယ်လို့ပြောခဲ့ပါတယ်။နောက်ပြီးတော့လီဗာပူးသင်းရဲ့ကလပ်ဂန်ဝင်ကစားသမားဂျီမီကာရီကာကလည်းဝစ်ကိုအသင်းရဲ့ပွဲထွက်လူစင်းကနေဖယ်ထုတ်ထားတဲ့နယ်လို့ဆိုပြီးတော့ သူဟာလုံးဝခြေစမ်းမပြနိုင်ဘူးလို့ CBS Sport မှာဝေဖန်ခဲ့ပါတယ်။ကာရီကာရဲ့အဆိုအရဆိုရင်ဒီပြဿနာဟာအခုရှုံးပွဲတွေကြောင့်မဟုတ်ပါဘူး။ပထမဆုံးနေ့ကလေးကဖြစ်နေတာလို့လည်းသူကပြောခဲ့ပါသေးတယ်။အသင်းရဲ့တိုက်စစ်ပိုင်းမှာလည်းပြဿနာတွေကရှိနေသေးပါ။စံချိန်တွင်ပြောင်းရွှေ့ခြေပေါင်း125သန်းနဲ့ရောက်ရှိလာတဲ့လဇန်နာအီဆက်ဟာလည်းကြမ်းခိုင်မှုအပြည့်အဝမရသေးပါဘူး။အီကီတီကီကသာ၃ဂိုးသွင်းယူပေးထားပြီးတော့အားအကိုရဆုံးဖြစ်နေပေမဲ့သူဟာလဲစောက်တန်တန်းတဲ့ဘွဲမှာအနီကပ်ပြထုတ်ပယ်ခံရတာကြောင့် ကရစ္စတယ်ဘယ်လင်းနယ်ပွဲမှာပါဝင်ခဲ့မရခဲ့ပါဘူးဒီကြားထဲမှာမိုဟာမက်ဆာလက်ရဲ့ခြေစမ်းကလည်းကြာဆင်းနေပြီလို့ပရိသတ်တချို့ကဝေဖန်နေကြပြီးတော့ဂလာတာစာရီနယ်ပွဲမှာအယံခုံမှာသူ့ကိုခြံထားခဲ့ပါတယ်မိုဟာမက်ဆာလက်ကိုအယံခုံမှာခြံထားခဲ့တာဟာနီးပြဆလော့အတွက်မှားယွင်းတဲ့ဆုံးဖြတ်ချက်လို့အကစားအစီအစဉ်သုံးသပ်သူတွေကပြောဆိုနေကြပြီးတော့သူ့ကိုလူစားလဲလိုက်ချိန်မှာဂလာတာစာရီအသင်းကဥဆောင်ကိုရရှိထားပြီးပါပြီဇာလက်အယံကုံထိုင်ခဲ့ရတဲ့နောက်ဆုံးချန်ပီယံလိပွဲစဉ်က2022ခုနှစ်အောက်တိုဘာလက Ranger နဲ့ပွဲကနောက်ဆုံးပဲဖြစ်ပါတယ်။လဘဝသိန်းရဲ့ခန်းစစ်ပိုင်းကိုကြည့်ရင်လည်းအားနဲ့ချက်တရာပေါ်လာနေပါတယ်။ခန်းစစ်ပိုင်းဟန်ချက်ညီမှုမရှိတဲ့အတွက်လဘဝသိန်းဟာရှင်းရှင်းလင်းလင်းကိုပေးရတာတွေနှစ်ကိုပြတ်ဥဆောင်မှုပေးလိုက်ရတာတွေတောင်မှရှိခဲ့ပါတယ်။ဒီရာသီ၁၀ပွဲမှာကလင်းရှိ၂ကြိမ်သာရရှိခဲ့တာဟာဒီကရက်ရာသီက၁၀ပွဲမှာ၆ကြိမ်ရခဲ့တာနဲ့နှိုင်းရှင်မယ်ဆိုရင်အချိန်နေဆိုးရွားနေတယ်ဆိုတာကိုပြသနေပါတယ်။ရင်သစ်လူမျိုးနောက်ခံလူကိုနာတေးဟာ Crystal Berlin နဲ့ပွဲမှာပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရပါတယ်။လဘဝသိန်းရဲ့ ဘဝကံစမှုဗန်ဒိုက်ရဲ့ဘေးမှာတွက်ဖက်ကစားဖို့အတွက်လူအင်အားနှဲပါနေပြီးတော့မက်ဂိုဟီကိုအပြောင်းရွှေ့နောက်ဆုံးနေ့မှာခေါ်ယူခွင့်လဲချော်ခဲ့ပါတယ်။ဒဏ်ရာပြသနာတွေကလည်းနီးပြောက်စလော့အတွက်ခေါင်းကိုက်စရာပါပဲ။အသက်16နှစ်အရွယ်အီတလီလူမျိုးနောက်ခံလူအသစ်လီယိုနီဟာပွဲဥထွက်မှာနေဒုဒဏ်ရာရခဲ့ပြီးတော့တနစ်ခန့်အနားယူရမှာပါ။ဒါ့အပြင်ဂိုမက်ကလည်းအရေးပါတဲ့အချိန်ဒီမှာဆိုရင်စိုက်ချရတဲ့နောက်ခံလူတယောက်ဖြစ်မလာသေးပါဘူး။လဘောသိန်းဟာလက်ဇန်ဒါအာနိုနဲ့အန်ဒီရောဘတ်ဆန်တို့ရဲ့ ကစားဟန်အနေနဲ့နှစ်ပေါင်းများစွာအသုံးပြုလာခဲ့တဲ့နောက်တန်းကိုလူအသက်တွေနဲ့အသားကြောင်ကြိုးစားနေရပါတယ်။ဒီပြဆလော့ဟာထွက်ခွာသွားတဲ့အာနိုအစားဂျယ်မီဖရန်ပေါင်ကိုခေါ်ယူခဲ့ပြီးတော့ဘယ်နောက်ခံလူနေရာမှာလဲဝိုင်းရင်ကစားသမားရောဘတ်ဆန်ထက်မိုင်လိုကာကက်ကိုပို့ပြီးတော့သူကနှစ်သက်နေပါတယ်။ဒါပေမဲ့လည်းဖရန်ပေါင်ဟာခရစ်စတယ်ဘယ်လင်းနဲ့ပွဲမှာသူ့ရဲ့နေရာယူမှုကြောင့်ဒီပြဆလော့ရဲ့ဝေဖန်မှုကိုခံခဲ့ရပြီးတော့ဂလာဒါဆိုင်းနဲ့ပွဲမှာသူ့ကိုညာတောင်ပံတိုက်စစ်နေရာမှာအသုံးပြုခဲ့တာကိုလည်းမြင်တွေ့ရပါတယ်။ ဒီပြဿနာတွေထဲမှာအရေးကြီးဆုံးကတော့လဘာဦးသိန်းရဲ့ကိုသမားအလက်ဆန်ဘတ်ကတန်ရာရရှိသွားတာပါပဲ။သူဟာအစ္စတန်ဘူမှာတန်ရာရခဲ့တာကြောင့်စနေနေ့မှာကြံရမယ့်ချဲစီးနယ်ပွဲကိုလက်ချော်ရမှာပါ။တိုက်စစ်မှု EKTK ရဲ့တန်ရာအချင်းတွေကိုလည်းဆက်လက်စစ်ဆေးနေတယ်လို့သိရပါတယ်။အသင်းကောင်းဆောင်ဘန်တိုက်ကတော့ထိတ်လန့်ဖို့မလိုပါဘူးလို့ပြောခဲ့ပေမဲ့ဒီလိုရုတ်တရက်အခြေအနေဆိုးဝါးမှုနောက်ပိုင်းမှာအကြက်တဲဖြစ်နေပြီလို့ပြောရင်မမှားပါဘူး။နီးပြားဆလော့ဟာအန်ဖေးကိုရောက်ရှိလာပြီးနောက်ပိုင်းပထမဆုံးသောအကြီးစားစိန်ခေါ်မှုနဲ့ရင်ဆိုင်နေရပါပြီ။ သူကတော့ပြီးခဲ့တဲ့ရာသီရဲ့ခြေစွမ်းနဲ့တိတ်မကွာပါဘူးလို့ပြောခဲ့ပေမဲ့လဘဘိုးသိန်းရဲ့တင်းငိန်အေးချမ်းမှုနဲ့စိတ်တက်ခွန်အားတွေပျောက်ဆုံးနေတာကိုတော့ညင်းလို့မရပါဘူးသူသဖြင့်ဂိုးသမားအလီဆန်ဒိုင်ယာရသွားပြီးတဲ့နောက်ကစားသမားအသစ်တွေရဲ့အသားမကျသေးမှုကြောင့်အသင်းရဲ့ကမ်မစတရီမမှန်သေးတာကိုလည်းမြင်တွေ့နေရပါတယ်ပရီးမီးယားလိရဲ့ဥဆောင်သူထိတ်ဆုံးနေရာကိုလဘဘိုးသိန်းဆက်လက်ထိန်းထားနိုင်ပါမလားဒီအချိန်တွေကိုဘယ်လိုကျော်လွှားရမလဲဝစ်နဲ့အီဆက်တို့ကိုအသင်းနဲ့ဘယ်လိုမျိုးအသားကျအောင်ကစားခိုင်းမလဲ နီဗျာစလော့ရဲ့အကူပြောင်းကာလကဘလောက်ထိကြာမှာလဲအခုလာမဲ့ချယ်ဆီနဲ့ရှင်ပြန်ရမယ့်ပွဲစဉ်ကစပြီးတော့လီဗာပူးအသင်းအလှည့်အပြောင်းတွေဖြစ်လာနိုင်ပါမလားဂေတာရဲ့အမြင်ကိုကွန်မန့်မှာမျှဝေပေးခဲ့လို့ရပါတယ်